အော်ပရာဒရမာကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုချိန်မှာတော့ဆရာစင်မင်းတနုဖြူရေးသားထားတဲ့ကျွန်ုပ်နဲ့ဖိုက်ကလေးဖြစ်ထွေများဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာမို့လိုက်ပါပြီးတော့နားဆင်ပေးပါဦးနော်။ဒီနေ့မှာတော့ကျွန်ုပ်တို့ပြီးတပည့်ကျော်ဖိုက်ကလေးတို့ဟာမြိုင်းသားမျိုးမှာကာစီပြီးကြုံတိုင်းရွာကိုပြန်ခဲ့ကြပါတယ်။ခရီးသည်များကားနဲ့အပြည့်ပလာခဲ့ကြတယ်။မြိုင်းသားထွက်လမ်းကုလတ်မှာကားကိုတားပြီးရက်စီသူမှာဘသူပါလဲ။အလိုရှုတော့ အလွန်တရာထူးခြားစမ်းကြယ်ပွဲအခင်းမှာလာလာပါချောမောသောမင်းကလေးတူဟာဖြူဖြူတတော်ဝါပူပူကွကွကလေးကိုရှင်ခွင်ထဲမှာပိုက်ကရက်နေပါတယ်ရှင်ခွင်ထဲမှာဖြူဖြူတတော်ဝါကိုတိချာကြည့်တဲ့ကလှုပ်စီလှုပ်စီနဲ့အမွှေးစုပ်ဖွားခွေးငယ်စားလေးတကောင်မင်းမပြူဟာခွေးလက်လာလေးကိုပိုက်ကကားကြမ်းမော်တက်လာတယ်ကားနဲ့လူကားနဲ့ခွေးမလိုက်ဖက်ပါဘူးဒီမင်းမပြူလိုရုံမျိုးကရန်ကုန်ရွှေမြို့တော်မှာကားလက်လာလေးများနဲ့သာလိုက်ဖက်ပါတယ် ဒီအမွေးစုပ်ဖွားခွေးလက်လာလေးဥပတိယုတ်ကမြို့ရဲ့ကားလက်လာလေးတွေပေါ်မှာကာရကာမှန်ပေါင်းမှရှာအလျားလိုက်ထွက်ကပါသွားမှလိုက်ဖက်ညင်ညာဖြစ်လိမ့်မယ်။ယခုတော့လေကျန်းကားကျန်းပေါ်မှာအနီမင်းမပြိုနဲ့ခွေးပါလာပေါ်မှာစမ်းကျဲလာပါတယ်။မင်းမပြိုလေးကခွေးပိုက်လျက်သားဖြစ်ကျွန်တို့ရှေ့ခုံမှာနေရာရကြရာလူပြိုကြီးဘိုက်ကလေးမှာပျော်လိုက်တာကစိုးပွားရမရှိဘူး။ကားပြက်ပြီးတတလုံးကားပေါ်မှာပဲနေရနေရငါနဲ့ကောင်းမလေးနဲ့အတိမိတ်ဆွေးဖွဲ့ဟော ကားပြက်ပြီး ဒုက္ခပါပဲဟဲ့ဒါကြောင့်မာမီကိုပြောတာရွာကိုမသွားပါနဲ့လို့စိတ်ညစ်တယ်စိတ်မညစ်ပါနဲ့မင်းကလေးရဲ့ကျွန်တော်ကိုညစ်မှာပေါ့ဘေးရွာကိုသွားမလဲရင်ကြုံတိုင်းပါရှင့်အိုးကြုံတိုင်းကြုံတိုင်းဆိုတာကိုကိုပိုင်အဲ့လေးရောင်းလို့ကျွန်တော်တို့ရွာပဲခင်ဗျဘာမှအားမငယ်နဲ့ကျွန်တော်ကိုညစ်မယ်ကျေးဇူးပါပဲရှင်ကျွန်တော်နာမည်ကိုလည်းမှတ်ထားပါဘိုက်ကလေးတဲ့မြညာစာဘိုက်ကလေးမုံဆိုးထိတ်ကောင်မြညာစာဘိုက်ကလေးဆိုတာကျွန်တော်ပေါ့ဟုတ်ကဲ့အားကိုးပါရစေရှင်ကျွန်တော်လည်းဘိုက်ကလေးရဲ့အကဲမရပုံကြည့်ပြီးရေးချင်နေမိတယ် အော်လူပြိုကြီးလူပြိုကြီးမိကတော့အိမ်အောင်ရက်သားကြမှာပဲငင်းသွားမှာပဲနော်အိမ်အောင်ကြပြီမဲ့လှေကားသုံးတဆင်ရင်လူပြိုပြကျုပ်ကတော့တက်တက်လုံးလူပြိုပဲဘိုက်ကလေးကမင်းမပြိုကိုအမော့သားလေးကြည့်နေတယ်ရခုကဒင်းရအာယုံမှာဆရာတွက်လဲမရှိမသေးမြင်လဲမမြင်တောကောင်လေးနှစ်ထည့်ဖြစ်နေပါတယ်တကားလုံးမှာတောသူတောင်သားများကခွေးလှလှလေးနဲ့မင်းမပြိုလေးကိုသာငေးမောကြည့်ရှုကြပါတယ်မင်းကလေးကပါလာတဲ့ဆက်ကူဘူးလှလှလေးကိုဖွင့်လိုက်တယ်အတွင်းမှာကိတ်မုတ်လေးများ ကိမ့်မုတ်များကစားကျင်စပွဲလှပနုညံ့နေတယ်။သူမကကိမ့်မုတ်ကလေးကိုခွေးလျက်ပစက်ထည့်ခွန့်လိုက်တယ်။အမွေးဖြူဖြူဖုံးလန်းထားတဲ့ခွေးမျက်နှာမှာရှာနီကလေးပြုတ်ထွက်လာကကိမ့်မုတ်ကိုဝါမျိုးတယ်။ကိမ့်မုတ်သုံးလီတုံစားပြီးတော့အကစက်ကိုဖြူဖြူစားလေးများဖြင့်ခွေးနှုတ်သီးလေးကိုရိုးရစွာပုတ်ပေးတယ်။ခွေးဖြစ်ချင်လိုက်တာကွာ။မြင်ရတဲ့အခင်းကဗီဒီယိုကားတဲ့ကပြကွက်လီလာမင်းမပြိုလေးကစက်ကိုဘူဖြူဖြူလေးကိုဖွင့်လိုက်တယ်။ကိုကိုပိုင်မုတ်စားပါအောင်။ဘိုက်ကလေးကယုတ်ကြီးပင်မင်းမပြိုလေးရဲ့ရင်ခွင်တဲရောက်သွားတယ်။ မိန်းကလေးကဘိုက်ကလေးပါဇက်သေးကိုကိမ့်မုတ်တုံးလေးများထည့်ပေးတယ်။ဘိုက်ကလေးကကိမ့်မုတ်တုံးကိုနှက်တုတ်တာလားဘိုက်ကလေးကကိမ့်မုတ်တုံးကိုနှက်တုတ်တာလားသူမြုံမြုံဝါးစားပြီးသူမျက်လုံးရွရွကြီးများဖြင့်မင်းမပြိုလေးကိုမော့ကြည့်နေတယ်။မင်းမပြူလေးကစက်ကူပါလက်လက်ကလေးများနဲ့ဘိုက်ကလေးရဲ့ပါဇက်ကိုယူရစွာတုပ်ပေးနေပါတယ်။ဘိုက်ကလေးကဇိန်နဲ့မျက်လုံးမင်းနေခိုင်းဖျန်းကနေအတန်ကြီးနဲ့အတူဘိုက်ကလေးရဲ့ပါးပြင်မှာမီးပွင့်တယ်လို့ခန်းစားလိုက်ရတယ်။ဟာပါးရိုက်တဲ့ဟိပါးရိုက်မှာပေါ့အရိုက်ခံရအောင်နေသေး ဖိုက်ကလေးကဘာလို့ဟိုကလေးမှယင်ခွင်တဲ့ရောက်သွားရဟာလဲကားဆောင်လို့လားကားဆောင်ရင်လေဒူအာလုံးကလေးမှယင်ခွင်နဲ့ရောက်ရမှာပေါ့ဟာဟောကားဆောင်ပြီရောက်ပြီကလေးမှယင်ခွင်ထဲကိုကားကရုတ်ချီးထိုးရက်သွားတယ်မင်းမပြိုလေးကကြောက်လန့်တကြားနဲ့ဖိုက်ကလေးကိုလုံးကြီးကိုတွန့်ချပြတယ်ဖိုက်ကလေးကမင်းကလေးပောင်ပေါ်မှာပြုတ်ကြတဲ့အခါသူ့ထက်အရင်ကျနေရှာတဲ့ခွေးလက်လာလေးပေါ်ထက်ကြရခွေးလက်လာလေးကတေးလို့မျောပါအော်ရှာပါတော့တယ်အမလေးတားလေးတေးပါပြီတေးပါပြီတော့ မဲမပြိုလေးကသူ့ခွေးလေးကိုစိုးရင်တကြီးဆွဲယူတယ်။ခွေးလေးကနာကျင်လုံးလုံးတကင်ကင်အော်လို့မစောမှု။ရုပ်ရုပ်တဲတဲဖြစ်သွားတဲ့ချီနေကိုကျွန်ုပ်ကဝင်ထိန်တယ်။ဟာဘိုက်ကလေးမင်းအကဘဲနဲ့ဟိုကလေးမရဲ့ရင်ခွင်နဲ့ကိုရှောက်သွားရတော့ကွာ။ဟိုဟိုကျကျွန်တော်စိတ်ကူးရင်သွားလို့ပါ။အာဒီလူပြိုကြီးနဲ့မိမလှက်လှလေးတွေမြင်စိတ်ကူးရင်ရတာနဲ့ပဲ။ကြာရင်အဲ့ဒါနဲ့ပဲသိမယ်။ကျွန်ုပ်တို့အားလုံးလည်းမင်းကလေးကိုရှစ်ခိုးဥတည်မတက်တောင်းပန်ချီမှမင်းကလေးလည်းအတန်းငယ်ကြည်ရသွားကမော်တော်ကားကြီးလည်းမောင်းထွက်ခဲ့တယ်။ ခွေးကလေးကတော့တကိန်ကိန်နဲ့စုပ်သက်ညှဉ်းညွနေစေလူပြိုကြီးဘိုက်ကလေးကတော့မျက်နှာကြီးနီးရဲကခေါင်းငုံလျက်ဒီနေ့ကံမကောင်းပါလားပရောက်တိုကပွင့်ပြန်ချီပြီးရွာထိတ်ကပရောက်ပင်ကြီးကတပင်လုံးရွှေအိုရောင်ခေါင်းပေါင်းကိုပေါင်းထားတဲ့အဖိုးအိုကြီးနဲ့တူတယ်တနည်းတင်စားရရင်ရွှေအိုရောင်စပင်ကိုဖားလျက်ချထားတဲ့အပြူဖြမ်းမလေးနဲ့လည်းတူပါတယ်ကြုံတိုင်းရွာထဲမှာပရောက်ပင်ကြီးများကတပင်လုံးဝဝထိန်အောင်ပွင့်နေကြတယ်ဒါပေမဲ့ပရောက်ကိုစိတ်ဝင်စားသူမရှိဘူးအเจ้าမူကတကြံကြောကူးလို့ယခုခါကဆုံလာရဲ့ နောင်ရီသုံးပွဲပင်နှိကပ်ခဲ့ပြီးဖြစ်ပါတယ်။ကြုံတိုင်းတရွာလို့ဗရောက်ပန်းရနှံ့ဖြစ်တင်းပြန်နေပေမဲ့အဲ့ဒီဗရောက်ပန်းကိုကြုံတိုင်းသားတို့စိတ်မဝင်စားပါဘူး။ဗရောက်ကတကြံခါနဲ့သာလိုက်ဖက်ညီလာတယ်။တကြံမှာဗရောက်ပန်းပန်ခြင်းကရိုးရာဆန်လာတယ်။လိုက်လျောညီထွေတယ်။လိုက်ဖက်တင့်တယ်တဲ့။တကြံနဲ့ဗရောက်ကပနာရလာပြီးစွာတကြံကာလာကြော်မှာပွင့်တဲ့ဗရောက်ကိုလူတွေစိတ်ဝင်စားမှုမရှိတော့ဘူး။အချိန်ခါကအရေးကြီးလာပါပြီ။ကျွန်ုပ်ကရွှေဝါရောင်ဗရောက်ပင်ကြီးအောက်မှာထိုင်ကအတိတ်ကာလစီကို လွမ်းမောပွေရာတမင်လဲပြန်ကြည့်လိုက်မိတယ်။တခါတော့ငါတကြံခါမှာကျွန်ုပ်မဟီတီမသိမြင်ပင်ဖြစ်ပေမဲ့ကျွန်ုပ်ရဲ့ချက်ဦးသူဟာမသိမြင်မှောက်ခဲ့ဦးဆိုရင်သင်တို့အံ့ဩကြမလား။ငယ်ဘဝကိုမကြွေးမကြံတင်ပြရရင်ကျွန်ုပ်ရဲ့ချက်ဦးသူဟာမဇပဲဆိုတဲ့တောပန်းဇပဲတပွင့်ဖြစ်ခဲ့ရတယ်။ဇပဲဘာရောကိုကိုတို့လေဇပဲကိုတနေ့မမြင်ရင်မနေနိုင်ဖြစ်နေပါပြီကွယ်။ပို့ပြီ။ဇပဲကကောင်းမောင်ရွာမှာဖြစ်ပါတယ်။တနေ့တော့အခါမဇပဲကချင်းနေကိုကိုတို့ စပဲ့ကိုတကြီးသားဘားတုံးနဲ့ပေးစာကိုအင်းကစီစဉ်နေပြီ။ကောင်းတာပေါ့။ဟင်းဟုတ်လား။ဒါစင်ဘလို့လောက်ကြမလဲ။တောသူမက်စပယ်ရလက်သေးကိုညီညာလှပတဲ့သွားကလေးများဖြစ်ကြရင်မပွင့်တပွင့်ပြောပုံမှာဒီညကကိုကိုတော့လာခိုးတော့နော်။မနေ့ပြန်ကြရင်သူတို့ကတကြီးသားနဲ့စိတ်ဆက်တော်မှာအိမ်နောက်ဖေးကတရက်ပင်ကြီးအောင်မှာညတကောင်ချင်းစပယ်စောင့်နေမယ်။ဟေးနှိမ့်ဟာကျွန်တော်လဲအဖေထဲပြီနဲ့အမေတို့မသိအောင်ချိဖွားနေပြီးအိမ်ပေါ်မှာဆင်းခဲ့တယ်။ကြုံတိုင်းညကမှောက်မင်းနေတယ်။ ရွာလေလန်းအတိုင်းတုတ်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 လျှောက်လာတယ်။ကျုံတိုင်းနဲ့ကုန်းမောင်ကအလင်းမှာတမျိုးတစ်ခေါ်လေကွင်းကြီးများချလိုနေပါတယ်။ကျွန်ုပ်ကရွာနေရွာကြားကွင်းပြင်မှာအပြင်းခီးနေနေတယ်။ဒိုးစင်အဝေးမှုံပြပြမြင်ရတာကလှဲတစီ။လဲကအပြင်းမောင်းနေလာရင်ကျွန်ုပ်အနာကိုရှောက်မှမမျိုးလင်တော့အခင်ဖြစ်ရတယ်။အမလေးသိပါပြီ။လဲပင်ပြုတ်ထွက်သွားခြင်းမင်းလဲကလဲပြူသွားတယ်။ကျွန်ုပ်ရှေ့မှာဖြစ်ပြက်လို့ကျွန်ုပ်ကကုညီရန်အပြေးသွားရတယ်။တားမင်းနဲ့အောင်တယ်လဲမောင်းသူကဝဝမင်းကလေး အမျိုးသမီးကြီးကလဲမောက်စင်ကအကြမတော်လို့ခေါင်းမှာပေါက်ပြဲကသတိမရပါဘူး။သွေးတွေသူတွေလုတ်ပအောင်အကိုကြီးရဲ့မိမိသတိမရတော့ဘူး။ကျွန်ုပ်လည်းအမျိုးသမီးကြီးကိုထန်းကကြုံနှမ်းရွာကိုပြန်ပြေးခဲ့ရတယ်။ကြုံနှမ်းရွာရောက်တော့ရွာထိပ်အိမ်မှာကိုထွန်းပါကိုနှုတ်ရတယ်။ပြောကိုထွန်းကိုထွန်းပါရင်ဟမ်ဥတုပီလားဘာဖြစ်လာလဲ။ဒီမှာလဲမောက်လို့ဒဏ်ရာရပြီသတိလက်နေတယ်။အဲ့ဒါမြိုင်းသားသွားချင်လို့လှင်းကားစမ်းမှာဟေးအေးအေးကျွန်ုပ်တို့တောသူတောင်သားများကယူတာတယ်။ ူတပားကိုကုညင်ကျန်စေအထူးရှိတယ်။ကိုထွန်းပါချက်ချင်းပင်လှဲစင်ကပေးလိုက်ပါရယ်။ကျွန်တော်လဲပို့မဲ့ပို့ကတို့ရောင်ပို့ရချေရရင်းသားမင်းရကိုလှဲနေအပြင်းမောင်းနေကညိုင်သားစိယုံကိုပို့လိုက်ပါတော့ရယ်။ဟဲ့စပယ်အဲဟုတ်ပေါင်းတော့ကျွန်တော်ကတရက်ပင်ကြီးအောင်မှာစောင့်မျှော်နေရှာတော့မဲ့စပယ်ရဲ့ရုပ်သွင်ကိုမြင်အောင်ရင်းနဲ့နွားကိုပင်စပယ်နဲ့ဆွဲကမှားရင်းမောင်းမိပါတော့ရယ်။ရန်သာစီအောင်ရောက်တော့လက်မတင်ကလေးတော်သေးလို့ပြောနမောဆိုရင်သွေးထွက်လွန်ပြီးအတက်အအနေရရှိတယ် ထိုကစီရင်ကိုချိန်မီပို့ပေးခဲ့တဲ့ကျွန်တော်ကိုအမျိုးသမီးခဝဝမျက်လုံးရွေးကြီးများဖြင့်ကြည်ကကျေးဇူးစကားဆိုပါရယ်အကူကြီးကိုကျေးဇူးတင်လိုက်တာရှင်ရပါတယ်ဗျာဒီလိုပဲပေါ့ကိုမျက်စိအောင်မှာဖြစ်ပျက်နေရကိုမကူညီပဲထွက်သွားရင်ကျွန်တော်လောက်လူမဆန်တဲ့လူဘယ်ရှိရောမှာလဲဗျာဂယုနာရှင်ကြီးကျွန်တော်လဲစီရင်အပြင်ဘက်ကိုလှမ်းကြည့်လိုက်တယ်ရောင်းနေပင် ပြုတ်လာကြည့်ပြီကျွန်တော်တို့ကိုနှုတ်ဆက်ခါလေးလံတော်ခြေလမ်းများဖြင့်လှမ်းထွက်ထုံမင်းကလေးကပြောလိုက်တယ်အကူကြီး ကောင်းမောင်ရွာရောက်ရင်ကျမတို့အိမ်ကိုဝင်လဲပါနော်။ကျမနာမည်မသိမြင်ပါ။ဘာကြောင့်ရင်မသိထိုနာမည်ကိုစကြားလိုက်ရစဉ်ကတည်းကကျွန်ုပ်ရင်ဝယ်တွန်းခါသွားတာကတော့အမှန်။ထိုမသိမြင်ဆိုတဲ့နာမည်ဟာကျွန်ုပ်ဘဝကိုနောက်ကတက်တက်လုံးချုပ်ကန်အနိုင်ယူတော့မှာကိုထိုစဉ်ကစိုးစင်းမြမစင်စားနိုင်ခဲ့ပါ။စပယ်ကထိုညကကျွန်ုပ်ရောက်မလာလို့ဒေါသထက်ကကျွန်ုပ်ကိုဆက်ဖြတ်တယ်။အသိနှလုံးမရှိရတော့ပြီးနေရတော့ တကြည်သားဘာတုံးနဲ့လက်ဆက်တော်နေကကျွန်ုပ်မှာရူးသွမတက်ချင်းမီဝေဒနာကိုခံစားရင်းနဲ့စိတ်ကိုအတော်ဖြစ်ယူရပါတယ်။ကိုတကယ်မခံစားနိုင်တော့ချစ်ရဲ့။ပတောက်တို့ကတကြံတွင်ပွင့်နာကတဘာဝကြတယ်၊ပန့်ကြတယ်၊ငွေကြတယ်၊ယူရကြတယ်။တကြံလွန်ပတောက်ကိုကလူလူစိတ်မွန်စားအောင်အချိန်အခါကအရေးကြီးလာတယ်။ချိန်နဲ့ညကကြော်လွန်ခဲ့ရတဲ့ကျွန်ုပ်ဟာလည်းတောပန်းစပယ်နဲ့နှစ်ဖူးစာမှီရင်ကျဲခဲ့ရကယခုတော့တင်းတို့တင်းနဲ့ပြီဖြစ်တဲ့အတိုင်းတော့ကတော့ပြီဒီနေ့ကမှကောင်းပါလား။ ။ဒီနေ့မှာတော့ဆေးဆရာကြီးဦးရရချမ်းကကျွန်တော်အိမ်ကိုစောစီစွာနဲ့ရောက်လာတယ်။ပြောဥတုပ်ပြီးဆရာကြီးပါလားလာပြုတ်အဖန်ရတော့စက်သားကြောက်စားပြီးမှလိုင်းကိစ္စကိုပြော။ဟုတ်ပါဟုတ်ပါဆေးဆရာကြီးဦးရရချမ်းကလည်းရင်းနှီးတစ်ခွက်တောက်စက်သားကြောက်တစ်ဖက်ကိုကန်ရင်းပြောတာကကျွတ်တို့လူကြီးဘာကြီးတော်နေတိုင်းမကောင်းဖြစ်နေရဆရာတော်သိရင်နော်။ဟုတ်ပါတရင်ကြားရတာပြို့ကျွန်တော်လည်းအလုံများနေလို့မရောက်နိုင်ဘူး။အော်များလိုက်တဲ့အလုပ်တွေ။စုပါအောင်ဘာကြီးတော်ရဲ့ယောဂါဘာယောဂါလဲဗျ။ ။ထမင်းမစားကျင်တာပဲဗျ။ဘာယောဂါမှမရှိဘူး။ဟင်။ထမင်းမစားရဲ့ယောဂါပေါ့။နှုတ်ကသူထမင်းမစားတာဘယ်လောက်ကြာပြီလဲ။တုံးလာတဲ့ရောက်နေပြီပြို့။ချုပ်လဲစီးပြီးတာဆုံးနေပြီဘာမှလည်းထူးခြားမလာဘူး။အာဟာရတိတ်ထိပ်ပြီးတယ်ဆိုရင်အဲ့ဒီယောဂါဖြစ်လိုက်ချင်တာ။လုပ်ပြီးအတွေးခေါ်ရတော့အစာမစားပါဘူးဆိုမှဘယ်နဲ့အာဟာရတိတ်ထိပ်ပြီးရမှာလဲ။နော်ဘာစေးပြောင်းပြီးတော့ပြရမှာလဲဆရာကြီးတခုတော့ရှိရဗျကျတို့မြန်မာတိုင်းစေးအယူအဆရတော့ဒါလေချောင်းကိုလေဖြစ်တာပဲဗျ လေချောင်းကိုလေဖြတ်တော့ရှာတူသွားတယ်ရှာတူတော့စကားလည်းမပြောတော့ဟမ်လေလေးဖြတ်เสียရှာလို့လေချောင်းကိုမှလေချောင်းကအစာမျိုးချလာတဲ့ကြွက်သားတွေကလည်းအလုံးမလုံးကြတော့ပေါ့ဗျာအဲ့ဒါဘယ်လိုလုပ်ကြမလဲစီးနေရှိရဲ့ဗျစပတ်ကြီးသေးကြီးကိုလက်ညှိုးနဲ့တို့ပြီးသူ့ရဲ့ရှာရင်းကိုပုတ်ဆွဲပေးရမယ်ရှာရင်းမှာရှိတဲ့အဖူလေးတွေကစပတ်ကြီးသေးကြီးတွေ့ရင်ပြန်လဲအလုံးလုံးလာလိမ့်မယ်ဗျကျုံမှာစောင့်ထားတဲ့စပတ်ကြီးသေးကြီးကခုမရှိတော့ဘူးအဲ့ဒါတခြားကလည်းမဝဲခြင်းမို့တို့ဘ ഹു တုတ္တလည်းမေးပြရစေ။ တခြားကဝယ်ရင်စပတ်ကြီးသေးချင်စစ်မစစ်ဘလို့ခွဲခြားသိမှလဲဆရာကြီး။ဒါများလွယ်လွယ်လေးပါဆရာတို့ရဲ့အချက်မသိတော့ခန့်နေရပေါ့။သူ့ဆရာမဝယ်ခင်စမ်းခံမလားမင်း။အစမ်းခံရမယ်နော်။ဘယ်ဥစမ်းမှလဲလို့အစမ်းခံရင်နှီးပြားလေးနဲ့သေးချင်နည်းနည်းလေးကိုကော်ယူပြီးရင်ရေပလာတွေကိုထည့်လိုက်။စပတ်ကြီးသေးချင်မှရေကူးနေရောပြော။အော်ဒါဆိုရင်ရေကူးမှဝယ်ဖို့ဟုတ်လား။ဟုတ်ပါဟုတ်ပါ။အဲ့ဒါဆရာတို့ကိုအခုညတောင်းမလို့လာတာ။ဟင်မြမပြည်တလွားစပတ်ကြီးသေးချင်ရေကူးတာရှာဝယ်ရမှာလား။ လောက်ပြီးဒုံးကိုဝေးတယ်ဒုံးဝေးရင်လည်းရှေ့ကနေမချီတက်တာမဟုတ်ဘူးဆက်တုတ်ကမိုးဆိုးလေဗျာမိုးဆိုးဆိုတော့တော်ရဲကိုဝင်ဖမ်းပေါ့ဗျာစပတ်ကြီးတကောင်ဟွန်းသူပြောတော့လွေနေလိုက်တာ လူသက်တကြောင်ကဲကောင်းပါလေဆရာတော်ရဲ့ကျွန်တော်အသက်ကသေခြင်းသေးပေါ့ညင်ရင်မရားကျွေးမှုအတွက်ကိုကိုတို့ဖြစ်ကိုကြည့်ပါအောင်လူအသက်တကြောင်ကဲဖို့ငါအသက်တကြောင်ကသေခြင်းသေးပေါ့တော်တော်တရားတဲ့လူတွေမနေဦးတော့ပြောင်းတော့မယ် ဒီလိုနဲ့ကျွန်တော်မှဥယျာချမ်းရဲ့အထက်ကိုလက်ခံကရူမတော်ရဲကိုစပတ်ကြီးမွေရှာရင်ထွက်ခဲ့တယ်။ညရစာတွတ်ပေးလာပြီဟဲ့။တပည့်ကျော်ဖိုက်ကလေးလဲပါတယ်နော်။ရူမတော်ကနက်လာပါပြီ။ဝိုးခါမိုးတရွက်တွေကစိတ်ယုံစင်နေတယ်။မြေသားကပွပြီးတော့ဆူဆွနေတယ်။မြေမာနီယာများမှမထောင်းတာလာပြီမဲ့။မြေပြော့မှာတော့အခြေဆုံးကပွက်လူလူ။မြေမပြော့မှမှာကြချောတယ်။ဟန်ချက်ပြတာနဲ့မဟာပထဝီမြေကြီးနဲ့မနီဦးကောင်းတို့မိတ်ဆက်နိုင်တယ်။ စဉ်းစားကြည့်မိတ်ဆွေရူးမတော်တဲ့စပတ်ကြီးမွေရှာဖို့ဆိုတာလွယ်ကူတဲ့အလုံးမဟုတ်ပါဘူး။တပြန်တပြောကျေပြန့်နေတဲ့ဧရိယာကြီးမှာဘလို့ရှာရမလဲ။လိမ့်စာကလေးပေးထိုင်လဲတော်သေးတယ်။အမေတဲအစင်းမြင့်နဲ့မွေပါလား။မွေတော့မတွေ့ဘူး။ကံပါပြတ်တစ်ခုမှတွေ့တာကရင်ငှက်ကြီးတွေ။ဆရာတို့ရေမွေမရရင်လဲရင်ငှက်ပစ်ကြစို့နော်။ဟုတ်ပါဟုတ်ပါ။ကျွန်တော်လဲရင်ငှက်ကိုပြင်ရင်တာဆူပြီးအနေထားရွှေတယ်။ပိုက်ကလေးကကျွန်တော်လုပ်တဲ့အတိုင်းနောက်မှလိုက်ကအနေထားရွှေ့ရွှေ့ပေးပါရယ်။ဟောပြက်ကွင်းကောင်းရပြီ မြေပေါ်မှာမုံစိုးထုတော်အထိုင်၊ကြောက်တုံးပေါ်မှာတင်နေတဲ့မြေပုံထုကမိုးရေကြောင့်ဤပြီးတကလာကျွန်တော်တို့ဝိတ်ကိုမခံနိုင်တဲ့အဆုံးချောပြီးကြလေရ။တံပါပြက်မြင့်မှာရုပ်ပြက်စင်ပြက်ကြလာသူနှစ်ဦးကြပြီးဆရာတို့ရဲ့ခြေပြက်လက်ပြက်ကြလာရင်တတိရှိစွာဖြင့်ကြောင်းနေရာမှာထွက်နေတဲ့ကြောင်စိုးများတကိုင်းများကိုရှာဖွေဖမ်းဆုပ်ကန်လိုက်ကြရ။တော်တရားပေါ်ခြေထောက်ကိုဖမ်းမိပြီလို့ဟိုက်ကျွန်တော်ခြေထောက်ရှေ့ထွက်သွားပြီ။ဟဲ့အစစ်တွေပြုတ်ထွက်ကုန်ပြီ။အထုကိုစေကံအယိုးဆက်ပါရာကူနဲ့ပြရမယ်။စီဘူးဝါက နှလုံးရောဂါပါဆေးရသွားပြီဒေါက်တာတောင်းတောက်ထားเสียတော့အေးကွာကျွန်ုပ်ကတောက်ခံနိုင်ပေမဲ့တကိုင်းရမခံဘူးဖြုတ်ဖြုတ်ဖြုတ်អော်နေတယ်ဟိုက်ဒါတာကျွန်ုပ်ရဲ့အလန့်ကြားអော်ဝိမှုကြောင့်ဘိုက်ကလေးနဲ့ထိတ်တလန့်မောကြီးကြီးရဒါဒါတကိုင်းမဟုတ်ဘူးမွေမွေကြီးစပတ်ကြီးမွေကြီးဟုတ်ပါဟင်းဟုတ်လားเสียတော့မလို့စင်နဲ့နော်မလို့စင်နဲ့ဟာလွတ်လွတ်ကောဖြစ်တော်မှာလားလွတ်ရင်ကြောက်တဲ့ကိုပြုတ်ကြပြီမွေကြီးကတကိုင်းကြီးကိုပတ်ထားတယ်သူ့ရဲ့ခါကလူနှစ်ယောက်ဝိတ်ကြောင့်တိန်နေပြီပြက်ပြက်သွားရင်ခတ်မယ် မွေရှာသူရဲ့မွေဖမ်းမိပုံကမတက်တာလောက်ဒါပေမဲ့ဒီတွေ့နီးကမွေရောကျွန်တော်တို့ပါနောင်ရင်မကောင်းလာဘူးမွေကသူပြုံးမကြစေရင်အတင်းနေရှာတယ်ဘယ်နဲ့မိုးဆိုးတွေနဲ့လာတွေ့နေပါလဲမွေခါပြတ်တည်တော့မယ်ကျွန်ုပ်လက်ကပြုတ်တူလို့မြင်းမြန်နေမွေရလဲတောင်းခံရင်နောက်ဆုံးတော့မခံနိုင်တာကတက်ကိုင်းကြီးချိုးပြီကြပြီအောက်မှကြောက်ကြီးဟာအလွန်လင်းမြန်သောအချိန်ဖြစ်ကျွန်ုပ်တို့ထံကိုပြေးလာနေတယ်မွေကြီးကဝိတ်များလို့မဟာပထဝီမြေကြီးကိုပထမအောင်ဆုံးမိတ်ဆက်တယ်ကျွန်ုပ်လက်ကမြင်းမြန်လာလို့ မွေခါပေါ်ခဏကိုကဖြစ်ကြတယ်။ဖိုက်ကလေးလည်းမွေကိုလုံးပေါ်ကြတယ်။တော်တိရပေါ်စုဖပေါ်ကြလို့မွေကြီးကမြေသားပေါ်မှာအရှိန်ပြင်းစွာဖြင့်ဥကောင်းရိုက်မိလို့မူးဝေသွားကမထနိုင်ဘူး။အုံနောက်တို့ကွဲကြည့်ပြီးထင်ပါတယ်။မွေခစစ်များကကျွန်တော်တို့ကိုအကြမနာစေရန်ခံရလို့တစားစီပြုတ်ထွက်ကုန်ရှာတယ်။မွေကဆက်ဆန့်ကြီးလဲနေတယ်။တစ်ချက်တစ်ချက်အကျော်ဆွဲတယ်။ကျွန်တော်လည်းမဆိုင်မတော်မွေရဲ့ကိုလုံးထဲကိုကြည်စမ်းများတွေ့သွင်းပေးလိုက်ပါတော့တယ်။ထိမှထိပါမလား။ ရူမတော်တဲ့စပက်ကြီးမွေရှာသွားသူပိုက်ကလေးကမမျောလင့်ပဲမွေကြီးရလိုဝန်တန်လုံးစုတ်ကနှစ်မိနစ်ကြာမြာလှည့်ပတ်ကခုံနေတယ်။တွတ်ပေမြန်ရစာတွတ်ပေနိုင်ငံကျော်တွတ်ပေစပက်ကြီးမွေကြီးကိုထမ်းပြီးရွာပြန်ဝင်လာသူကျွန်တော်တို့ဆရာတပည့်ကိုကြည့်ပြီးလူအပေါင်းကအော့အော်တောင်းတင်ဩဝါပေးကြတယ်။ဒါကြောင့်မို့တွတ်ပေတွတ်ပေလို့နာမည်ကြီးပေးတာ哦။သူ့မွေရောင်းပေးရင်ငါအကျွေးပြန်တောင်းရမယ်။ဆေးဆရာကြီးဥရချံအိမ်ရှိမှာမွေကြီးကိုဓာပြက်ပိုက်ခွဲတယ်။မတင်းမြေမွေဖိုးရမယ်ဆိုလို့တကစန်းတော်မျက်နာပြင်းနဲ့မမမြင်တတိထား ျက်နာပေါ်ပြည့်ရစိတ်တက်မယ်ဆရာတော်တော်ကုသိုလ်ရပြီဗျလူအသက်တချောင်းကဲလို့တင်းနေကောင်းမှုကျွန်တော်အသွေးသားများပြည့်ပူဇော်လိုက်ရပါတယ်အတင်လူသားကောင်းလေစွာကောင်းလေစွာလူတွေဝိုင်းအောင်ကြည့်နေပါတယ်ဦးအရာချန်ကကျွန်တော်ကိုချီးမွမ်းနေအလန့်တကြားဆိုတာကဒီမူရဲ့သေးကြီးဟာပျက်စီးသွားပြီပဲဗျဟင်ဘာလို့ပြက်ရတာလဲသေးကြီးမရှိတဲ့တတဝါယူနေမှာဗျဒီမွေကအန်ဒီရဲ့များတဲ့တောင်ဆောင်မှာနေုံကလွဲလို့ယူဟန်မတူပါဘူး။မွေကတဲကျေမပါတာမဟုတ်ဘူး။သူတဲကျေရှိတယ်။ဒါပေမဲ့ အမြင့်ကနေပြုတ်ကြတော့ဒဲချီနေရတက်တဲ့ကိုဆရာတွတ်တို့ဆရာတပည့်ကဆင်ငယ်ဆင်ငယ်ကြားလိုက်တော့တော်တရပေါ်စုဖပေါ်ကြားလို့ငွေသေးချီအိတ်ကအစိမ့်စိမ့်မွားမွားခွဲပြီးတော့ဒဲချီအိတ်တက်တဲ့ကိုတနက်နဲ့ပြဲဟင်းကတွတ်ပြီးငွေရရင်ငွေရမယ့်ဟာအခုတော့နမောနမဲလောက်ခဲ့လို့ငွေရပြီမဲ့ငွေမရဖြစ်ရပြီတတော်တော့မကြတဲ့ယောက်ျားကတွတ်ပြီးဟိုက်ဒီနေ့ကမကောင်းပါလားခဲလေသမျှအိမ်ကြမှတွေ့မယ်စပယ်ကြီးတဲချီမရလို့စေးစရာချီဥရချမ်းလေလက်မှန်ချာက လူနာဘာကြီးတော်တာကျုံနှိုင်းရွာမှာလက်လျှော့ပြီးရန်ကုန်ရှင်မြို့တော်ကြီးကိုစိတ်ကူတာမှုခံယူဖို့စေလွတ်လိုက်ရပါတော့တယ်။မှတ်ချက်နောက်ပတ်ရန်ကုန်ရှင်မြို့တော်ရဲ့အထူးကိုစေကံတွေ့ကြုံတွေကိုရေးဆွဲဖော်ပြပါအောင်မယ်။မြန်ရစာတွက်ပြီးကျုံနှိုင်းရွာမြန်မာပြည်အရင်တစ်ပတ်ကဆိုခဲ့တဲ့အတိုင်းစေးစရာတီဥရချမ်းခမညာသူ့လူနာအတွက်ကျွန်တော်ကိုရေးတကြီးစပတ်ကြီးမွေသေးကြရရန်စပတ်ကြီးတကောင်ကိုမှချေရကျွန်တော်တို့ဆရာတပည့်မှာရူးမတော်ထဲမှာစပတ်ကြီးတကောင်ဖမ်းဆီးရမိခဲ့ပေမဲ့ အဖမ်းမတော်လို့စပတ်ကြီးမှာတဲကြီးပြက်သွားကလူနာအတွက်စိတ်ကူတရန်အခက်ခဲရှိလို့မြို့ပြစေယံကတာအပိုးလွတ်လိုက်ရကြောင်းတင်းတို့သိကြပြီးဖြတ်ရမယ်လူနာအဖားတော်ကိုရန်ကုန်မြို့ပြစေယံကိုတင်ရန်ကုန်မှာပဲចောင်းဆရာလေးကိုကျင်နိုင်ရဲ့အကူအညီကိုများစွာရယူရတယ်လူနာမိသားစုနဲ့ကိုကျင်နိုင်တို့ရန်ကုန်ကိုစိတ်ကူတရန်ချီတက်သွားကြတယ်တလားကန်ကြတော့ကိုကျင်နိုင်ပြန်လာတယ်လူနာကပြန်ပါမလာသေးဘူးကျွန်တို့လည်းလူနာချင်းတွေကိုသိကြလို့ចောင်းဆရာလေးကိုကျင်နိုင်အိမ်ကိုထွက်လာခဲ့ကြတယ်ဆရာလေး ြန်ရောက်ပြီလား။အော်ဆက်တော့လာပြို့။ဆရာလေးကတကူရည်တကာရတမမို့အိမ်ဝယ်မှာတခြားသူမရှိဘူး။စိုးစက်မအောင်ဘာတော်ရဲ့ချင်းနေ။အင်းချင်းလေးကတော့တိတ်မထူးချောက်ဗျာအစားလည်းမစားဘူးရေတောင်တိတ်မမြူနိုင်မှုဖြစ်နေတယ်ဟင်ဆရာဝန်တွေကရောမတက်နိုင်ဘူးလားဆရာဝန်တွေလက်ခင်မင်းဆက်ကြီးတွေနဲ့တိတိကျကျရှာဖွေစမ်းသက်တာပဲဗျာဘာယောဂါမှမတွေ့ဘူးအမေယောဂါကအလွန်တရာတော်တဲ့ကိုပြဝိဇ္ဇာလိုဖြစ်နေပါပေါ့ဒါထက်ပြောစမ်းမအောင်ဗျာဘလို့ခင်မင်းစက်ကရိယာတွေလဲလို့ဒီလိုဆရာတို့ရဲ့ ရန်ကုန်ရောက်တော့အထူးကိုစေကံပြသွေးစစ်တယ်ဘလို့စစ်လဲလက်ကဝိတ်ကိုသွေးကြောဆန်းတာလားအားဆက်တော့နေလက်ကဝိတ်သွေးကြောဆန်းတာကမြမာနီးဗျသူတို့ကသွေးကိုဖောက်ယူတာဟင်သွေးကိုဖောက်ယူတယ်လူမမာအားနဲ့ရတယ်ကြားတယ်။အော်ဒါထုံးစံပဲဗျတချို့လူမမာတွေဆိုရင်စေးဆရာဝန်တယောက်ပြောင်းတစ်ခါဖောက်ခံရနဲ့ဒါဆိုဆရာဝန်၁၀ယောက်ပြောင်းရင်၁၀ကသွေးဖောက်ခံရတာနဲ့လူနာတော့သွေးအားနေပြီးတည်သွားနိုင်တယ်ပြို့ဒရဂူလာလက်ချက်ပဲဖြစ်မယ်အဲ့ဒီသွေးကိုခင်မင်စက်ကြီးတွေနဲ့စစ်တယ်ယောဂါရှိမရှိပြီးတော့ဓာတ်မှန်ရိုက်တယ်ဟင် ဓပုံရိုက်တယ်ဘာဖြစ်လို့လဲမှတ်တမ်းတင်မလားအာဆက်တွန့်နေဓပုံမဟုတ်ဘူးဓမ္မန်ရိုက်တာဗျဓမ္မန်ဖလင်မှာယောဂါရှိမရှိရှာဖို့ခင်မင်စက်ကြီးတွေနဲ့ရိုက်ရတာလာပြန်ပြီခင်မင်စက်ကြီးပြီးတော့အာထရာဆောင်ရိုက်တယ်ဟင်စောင်းအုပ်တယ်စောင်းဆိုတာဘာလဲဗျကျွန်တို့တော့ရွာမှာချောင်းမြောင်းတွေတဲ့ငါးတွေလိုက်အုပ်တဲ့အုပ်ဆောင်လားဒါကြီးနဲ့အဘတော်အုပ်ထိုင်အနည်းကမှပေါ့ဗျာလူနာထွက်ပြေးမှဆိုလို့စောင်းနဲ့အုပ်ထားတာလားအာစောင်းမဟုတ်ပါဘူးအထရာဆောင်ဗျဘိုက်ကိုစီလူပိကရိယာနဲ့ပတ်လိုက်ရင် တီဗီဖန်တာပြန်မှာဘိုက်ထဲကကလေးစားတွေအားလုံးကိုမြင်ရတယ်။အင်းထူးဆန်းပါပဲဆရာလေးရဲ့။ထူးဆန်းတာပေါ့ဗျကိုဝင်ဆောင်မင်းကလေးဆိုယောက်ျားလေးမွေးမလားမင်းကလေးမွေးမလားတက်ပြောနိုင်တယ်။ထူးဆန်းပါပဲဆရာလေးရဲ့။ဒါကရောခင်မစ်ဆက်ကြီးနဲ့ကြည့်ရပါတော့။ဒါပေါ့ဆရာတော်ရဲ့အရာရင်းနဲ့ရှာတော့ယောဂါတွေ့ရောလားဟင်အဘတော်ယောဂါရှာမတွေ့ဘူးမတွေ့တော့မတွေ့တော့အစာရင်မှန်ပြောင်းကြည့်ရပြန်ရောဟင်အစာရင်မှန်ပြောင်းဟုတ်တယ်ဆက်တော့အစာရင်လေးကိုပါဇက်ကနေပိုက်ကလေးထည့်ကြည့်တာ ဟာဘလို့ကြည့်ရလဲဗျဗဇက်ထဲကနေလက်ညှိုးလုံးလောင်းရှိတဲ့ပိုက်လုံးလေးကိုအဆိုင်ထဲကိုထိုးသွင်းရတာဟင်နာမပေါ့စရာလေးရဲ့မနာပါဘူးစရာတော့နည်းနည်းတော့အော်တိုအင်တင်ခန်းစားရတာပေါ့အဲ့ဒီပိုက်လုံးလေးထိမှကရိယာ၃မျိုးတောင်ပါတာစရာတော့ရဲ့တမျိုးကမီးထိုးသွားတာအဆိုင်ထဲမှာလင်းလင်းကျဉ်ကျဉ်တွေ့နိုင်ဖို့တမျိုးကအသားစာကိုညှက်ဖို့ညှက်ကလေးတမျိုးကဒယန်ရှိရဲ့နေရာကိုဓာတ်ပုံရယူတာဟာအံ့စရာဗျာဒီလက်ညှိုးလောက်ပိုက်ကလေးကအဲ့ဒီအလုပ်တွေကိုလုပ်နိုင်တယ်ဟုတ်ကဲ့ ဲ့ဒီပိုက်ခေါင်းတွေကိုဆရာဝန်ကထိုးထိုးသွင်းပေးရင်လူရဲ့လေချောင်းဥအဆိုင်တခြားယောဂါရှာသွားတာဥလေးရောက်လာပြီမတွေ့သေးဘူးအဆိုင်နဲ့ရောက်ပြီမတွေ့သေးဘူးနည်းနည်းလေးပဲရှောင်နေတယ်တပ်ပုံရိုက်လိုက်ပြီအဲ့ဒါအဆိုင်နဲ့ဥလန်းချောင်းတခြားမှာယောဂါရှိမရှိကိုခွဲစိတ်ဆရာမလို့ပဲအပြင်ကနေမှန်ပြောင်းထိုးကြည့်ပြီးသိရပြီဗျပြီးတော့တပ်ပုံမှာရတယ်ဟင်တပ်ပုံကဘေးရွယ်လဲအခုပို့စကန်ရွယ်ပြီပေါ့ဗျာဟာဒီလက်တန်းလောက်ပိုက်ကောင်းလေးမှာကင်မရာပါတာအံ့ရောဗျာအံ့ရောအဲ့ဒါလေခင်မင်းစက်ကြီးတွေနဲ့ပေါ်တော့ဆရာလေး ဓာပေါ့ဆရာတော်ရဲ့ဓာဖြစ်အဘတော်ယောဂါတွေ့ရောလားဝေးစွာ၆ပါးဗျာသူယောဂါတော်တော်အပေါင်းကောင်းနေမတွေ့ဘူးအဲ့ဒါနဲ့စအူးကနေပိုင်လုံးထိပြီးမှန်ပြောင်းကြည့်ရပြန်ရောဟာပါဇက်ကမတွေ့တော့စအူးကပြန်လဲကြည့်ရတယ်ထူးဆန်းလာကြရဲ့ဗျာခင်မဆက်ကြည့်လေဆရာတော်ရဲ့ပါဇက်ကကြည့်တာမနာဘူးစအူးကကြည့်တော့ရောဟာစအူးကနေကြည့်ရတယ်မှန်ပြောင်းကလည်းလက်မလုံးလောက်ရှိတော့မစားတာဘူးပြောအဘတာဆိုရင်အော်ဟင်ညင်းညူနေရောတာပဲ ိုးနားလိုက်တာနားလူသိရပါတော့မယ်နင်တို့ငါ့ကိုတရားတက်နေကြဟာလားခဏခဏဆိုပြီးတော့မှာပါဘာတော်ရဲ့အဲ့လိုခင်မင်းစက်ကြီးတွေနဲ့ကြည့်လိုက်တော့ဘဘတော်ရဲ့ယောဂဇင်းမြစ်ကိုတွေ့ရောမဟုတ်လားဟင်းမတွေ့ဘူးဟင်းမတွေ့ဘာဆက်လုပ်ကြလဲအထုကုစေကန်းတွေလှည့်လေပြနေရကနေအထုကုစေယုံကြီးကိုတင်းလိုက်ရပါရောလားအထုကကုဝဲကုနိုင်လုံးမအထုကုစေယုံရောက်တော့ဘာလုပ်လဲလောဆရာလည်းတကူလုံးကုန်ပြီဆိုတော့တကူလုံးကိုသွင်ပြီးတက်မှန်ရိုက်တဲ့စက်ကြီးနဲ့ရိုက်ကြပြန်ရောဟင်ရိုက်မဆုံးပါလား ။အိုအထုကုစေယုံမှာစောအဲ့ဒါနဲ့တကူလုံးကိုတက်မှန်ရိုက်ဖို့စက်ကြီးရှိရာကိုသွားကြရပြန်လျော။အထုကုစေယုံကတကူလုံးရိုက်တဲ့စက်ကြီးရတော့ခန်းနာပါဗျာ။တကယ်တည်းအဘတော်ကရင်ပေါ်တင်တကူလုံးကိုအဝတ်နဲ့ပတ်မျက်နှာလေးပဲပေါ်ထားတယ်။ပြီးတော့ကရင်ကကပတ်တွေနဲ့အဘတော်ထမယုံနိုင်အောင်ပတ်ထားလိုက်ကြတာ။လူမမဆိုတာတော်တော်ကမလုံနိုင်တော့ဘူး။ပြီးတော့လူနာဆောင်ကျွန်တော်ကိုလည်းဂျူသားလိုအင်ကြီးဝတ်ပေးထားတယ်ဗျ။အင်မတန်လေးတဲ့အင်ဂျီကြီးပြဓာတ်ရောင်ကြီးမပြတ်အောင်နဲ့ဆရာတို့ရဲ့အဲ့ဒါနဲ့အဘတော်ရဲ့ခေါင်းကိုဓာတ်မှန်ရိုက်ပြန်ရော စက်ကြီးကိုပြင်ခန်းကနေကွန်ပျူတာနဲ့ထိမ်ပြီးရိုက်တာဗျ။အာခင်မင်းစက်ကြီးပေါ့နော်။ဒါပေါ့ဆရာတော့ရင်ခင်မင်းစက်တွေကြီးပဲ။အဲ့ဒါနဲ့ယောဂါတွေ့ရောပေါ့။ဟင်အင်း။ဟင်ခင်မင်းစက်ကြီးတွေနဲ့ကြီးယောဂါရှာတာဘာမှမတွေ့ဘူး။ဟုတ်ကဲ့။တကူလုံးလဲဆုံးနေပြီဘာမှမတွေ့ဘူး။တက်လဲမတက်တောင်။လို့ဆရာလေးကိုမေးပါရစေ။လူနာယောဂါရှာတာကဆရာဝန်လားခင်မင်းစက်ကြီးတွေလား။ဟာခင်မင်းစက်ကြီးတွေနဲ့အမျိုးမျိုးရိုက်ကိုတိဖြတ်တင်ပြတာကိုဆရာဝန်ကြီးတွေကကြီးစုသုံးသပ်ဖြည့်ထုတ်ဆရာလောက်တာပေါ့ဗျာ။ဟင် ။ဒါဆိုဆက်ခါလေးတအားကြမှာပေါ့။ကြပြီကောလားဗျာ။ဆက်တွေရဲ့ဆက်စေးကားကကုံကြဆေးရဲ့သုံးပုံတစ်ပုံဖြစ်နေပြီ။ဟင်။ဒါဆိုတော့ဆရာလေးကျွန်တော်မသိနားမလည်လို့မေးပြရစေ။ပြောမဆိုမှရှင်ခွန့်လွတ်ပါဗျာ။အဲ့ဒီခင်မဆက်ကြီးတွေနဲ့မကြည့်နိုင်တဲ့လူနာတွေကြဘလို့လုပ်မလဲ။လုပ်ပြီ။ကက်တီးကက်ဖဲမိကုန်းနေဒီနေ့ကက်မကောင်းတာငါပါလား။ပရိသတ်များရှင်နောက်ရက်တင်မှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနှားစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်